မင်္ဂလာပါရှင်ဆဲအေကူမီဒီယာကကြိုဆိုပါတယ်ယခင်နှစ်များကမြမရိုးရာမဟာတာတကြံကိုစီကိုင်းတိုက်မြိတ်စွာကျင်းပခဲ့တော်လဲယခုနှစ်တွင်မန္တလေးငလျင်ဒီရန်ကြောင်တိုင်းဒေသကြီးပြည်နယ်အချို့များတွင်ထိခိုက်နစ်နာမှုများရှိခဲ့သဖြင့်1386ခုနှစ်မြမရိုးရာမဟာတာတကြံကိုအပြော်အပါတီးမုံကခုံချင်းမပါဝင်ပင်ရိုးရာရင်ကျေးမှုနှင့်အညီနိုင်ငံတော်ကအေဂျန်တာယာတကြံအေးတကြံနှင့်လမ်းလျှောက်တကြံကိုလည်းအေးတကြံအဖြစ် င်ကျင်းပလျက်ရှိရာအေဘီလာ73ရက်တကြံကျိုနီညနေ၄နာရီကတောင်ကြီးမြို့ရုံကြီးလမ်း၌အေတကြံလက်လျှောက်တကြံနှင့်စတုဒီတာကျွေးမွေးခြင်းများကျင်းပခဲ့ကြပါသည်မြမရိုးရာအေတကြံနှင့်လက်လျှောက်အေတကြံနှင့်စတုဒီတာကျွေးမွေးခြင်းတွင်ရှမ်းပြည်နယ်ဆိုရာဖွင့်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ပြည်နယ်ဝန်ကြီးများပြည်နယ်ဥပဒေချုပ်ပြည်နယ်ဆိုရာဖွင့်တွင်မူပြည်နယ်ခရိုင်မြို့နယ်အစီဌာနဆိုင်ရာများတက်ရောက်ကြ ာပြီးပြည်내ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကတက်ရောက်လာသည့်ဌာနဆိုင်ရာများကိုတပြေကနေအတားအယပပြန်းပေးကြပြီးပြည်내ဝန်ကြီးချုပ်နှင့်အဖွဲ့သည်နန်းဆောင်အေးတစံဖြင့်ပြည်내လုံခြုံရေးနှင့်နေဆိုင်ရေးရာဝန်ကြီးဌာနစတုတီတာမန်တက်ပြည်내စီးပွားရေးရာဝန်ကြီးဌာနစတုတီတာမန်တက်ခရိုင်မြို့နယ်ထွေထွေအုပ်စုရေးဦးစီးဌာနစတုတီတာမန်တက်ပြည်내တရံစတားရေးရာဝန်ကြီးဌာနစတုတီတာမန်တက်တို့ကြည့်ရှုအားပေး၍တပြေကဖြင့်အတားအယပပြန်းပေးကြကြောင်းသိရ ါပါတယ်။